ူသားတွေကိုယူမှုဖြစ်စေနိုင်သောမူရစေတမျိုးကတော့အာနာပါပဲအာနာရလာရင်လူတွေဟာကိုယ့်ကိုယ်ကိုလူဆိုတာမေ့သွားတတ်ကြပါဘုရားသခင်လို့ထင်မှတ်မှားလာကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း130ကျော်ကကျွန်တော်တို့မြေပေါ်မှာအဲ့ဒီလိုထင်မှတ်မှားခဲ့တဲ့ဘုရားနှစ်ပါးရှိခဲ့ဘူးပါတယ်တစ်ပါးကထီးနှံရဲ့မျက်နှာစာဖြစ်တဲ့ဘယင်တီဘောနောက်တစ်ပါးကတော့ပလင်ရဲ့နောက်ွယ်ကနေကျိုးဆွဲနေတယ်တီဘောတက်ပေါ်ပြီးအာနာဇက်ပြင်းထန်တယ်မိဘရားစုဘုရားလက်ပဲဖြစ်ပါတယ် တို့ရဲ့ခြေဘွားအောက်မှာတိုင်းပြည်တစ်ခုလုံးရှိခဲ့ပါတယ်။တို့ရဲ့စိတ်သဘောဆန္ဒအရလူတတ်မယ်ဆိုလဲတတ်လို့ရပါတယ်။ဒါပေမဲ့အဆုံးသက်မှာတော့တို့ဟာတို့တွေးထင်ထားခဲ့သလိုဖျားသခင်နေမဟုတ်ခဲ့ပါဘူး။တို့ဟာအာနာရှင်စနစ်နဲ့မိသားစုနိုင်ငံရေးဆိုတဲ့စနစ်စိုးရဲ့တားကောင်တွေဖြစ်ခဲ့ရတယ်။တနာစရာလူသားတွေတတ်တတ်ပါပဲ။1885ခုနှစ်နိုဝင်ဘာလရဲ့ညနေခင်းတစ်ခုမှာတော့ နေပေါင်းထောင်ကြီးတည်တန်းခဲ့တဲ့မြန်မာထီးနှံဟာတနက်တန်တစ်ချက်တောင်မဖောက်လိုက်ရဘူးမျိုးလဲသွားခဲ့ပါတယ်။သမိုင်းပညာရှင်တွေကအင်္ဂလိပ်တွေအင်အားကြီးလို့လို့သုံးသပ်ကြပါတယ်။ဒါပေမဲ့အမှန်တရားကအဲ့ဒီထက်ပိုပြီးနက်ရှိုင်းပါတယ်။တကယ်တော့အင်္ဂလိပ်စစ်သားတွေမရောက်လာခင်ကတည်းကမြန်မာထီးနှံအတွင်းကနေဆွေးမြေ့ပျက်စီးနေခဲ့ပြီးသားပါ။ခေါင်းဆောင်တရားဟာကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်ဘူး။အနီးကပ်လူယုံတွေမိသားစုဝင်တွေရဲ့လွှမ်းမိုးမှုကိုခံလိုက်ရတဲ့အခါမှာတော့တိုင်းပြည်တစ်ခုလုံးဘယ်လိုကြောက်ထဲကြွားနိုင်လဲ။ ဒီနေ့မှာတော့ knowledge generation ကနေသမိုင်းကိုမှန်တစ်ချက်လို့ထောင်ပြပါမယ်။ဒိတ်ကပုံရိပ်တွေထဲမှာယနေ့ခေတ်ကျွန်တော်တို့ရဲ့ပုံရိပ်တွေမြင်ရပါလိမ့်မယ်။အာနာရှင်တွေဘာကြောင့်ကြာဆုံးရစမြင်လဲ။ပြည်သူကိုမျက်ကွယ်ပြုတဲ့အစိုးရတရရဲ့ဏီကုန်းကဘလောက်ရုပ်ပြက်ဆင်ပြက်နိုင်လဲ။ဒီမေကွန်းတွေရဲ့အဖြေကိုသွေးနဲ့ရေးခဲ့တဲ့သမိုင်းစာမျက်နှာတွေမှာရှာဖွေကြည့်ရအောင်ပါ။ဇလန်ရဲ့အစကတော့တီဘောလည်းမဟုတ်ပါဘူး။စူဖျားလည်းလည်းမဟုတ်ပါဘူး။သူမရဲ့မိန်းတော့စင်ပြူမရှင်မိဖုရားကြီးပါ။ မင်းတို့မင်းကြီးနာမကျန်းဖြစ်ချိန်မှာစင်ပြူမရှင်မိဖုရားကြီးကနိုင်ငံရေးကစားကွက်တစ်ခုကိုခင်းကျင်းလိုက်ပါအဲ့ဒါကတော့သူသမီးတွေနဲ့လက်ထပ်ပေးပြီးသူတို့ကျိုးဆွဲရကားမယ်ရုပ်သေးရုပ်မင်းသားတစ်ပါးကိုနန်းတင်မှုပါပဲမင်းသားတွေအများကြီးတဲကမှဘာလို့တီဘောမင်းသားကိုရွေးခဲ့တာလဲဖြေကရိုးရှင်းပါတယ်တီဘောမင်းသားကအငယ်ဆုံးဖြစ်ပါတယ်ဘုံကြီးဝင့်နေပြီးတော့စိတ်တဘောတာနူးညံ့ပြော့ပြောင်းပါတယ်ရဲဆက်ဆက်ပြောရရင်တော့ထင်းချိုးကလွယ်ကူမယ်လို့တွက်ဆခဲ့ကြလို့ပါပဲ စာပိုင်းမှာတီဘောမင်းကိုမာကြီးစုဖျားကြီးနဲ့လက်ထပ်ပေးဖို့စီစဉ်ထားတာပါ။ဒါကိုညမဖြစ်သူစုဖျားလက်ကကြားဝင်ဖြတ်ပြီးတော့သူယူမယ်ဆိုပြီးအတင်းဝင်ရောက်လာတာပါ။သူမဟာငယ်စဉ်ကတည်းကလိုချင်တာကိုရအောင်ယူတတ်တယ်။မာနာကြီးရဲ့အာနာကိုငတ်ပတ်တဲ့စိတ်ဆန္ဒရှိခဲ့ပါလေ။ဒီနေ့ခေနိုင်ငံရေးစကားနဲ့ပြောရရင်တီဘောမင်းကဆော့ပါဝါဖြစ်ပြီးစုဖျားလက်ကတော့ဟတ်ပါဝါပါပဲ။ဒီဘောမင်းနန်းတက်တဲ့နေ့ကစပြီးမြန်မာထင်းနှံဘရင်တပါးရဲမဟုတ်ပဲ မိဖုရားနဲ့ရောက်ခမတွေပါတွဲဖက်အုပ်ချုပ်တဲ့မိသားစုကုမ္ပဏီတစ်ခုလိုဖြစ်သွားပါတော့တယ်။အာနာရှင်နိုင်မှာတူညီတဲ့ DNA တစ်ခုရှိပါတယ်။အဲဒါကတော့ပြိုင်ဘက်ကိုရှင်းလင်းမှငါလုံးကြုံမယ်ဆိုတဲ့အတွေးပါပဲ။တမိုင်းမှာအစိုးရဆောင်ဆွေမျိုးအယောက်80ကျော်ကိုတတ်ဖြတ်တဲ့ပွဲကြီးဟာဒီဘောမင်းရဲ့စိတ်ဆန္ဒဟုတ်ပါသလား။တမိုင်းမှတ်တမ်းအများစုကဆိုကြပါတယ်။ဒီဘောမင်းဟာဒီတတ်ဖြတ်မှုတွေကိုမလိုလားခဲ့ပါဘူး။သူကသူ့အကိုတွေကိုတတ်ဖို့ဝင်လင်းနေခဲ့ပါတယ်။ ဒါပေမဲ့စူဖရလက်နဲ့ဆင်ပြူမရှင်တို့ကတော့ပြတ်သားပါတယ်ဒီလူတွေကိုအရှင်ထားရင်ရှင်ထင်းနဲ့မြဲပါမလားဆိုပြီးတော့အမြဲတမ်းတွေးထိုးကြပါတယ်နန်းတော်ထဲမှာပွဲလဲသပင်တွေကျင်းပပြီးတော့ဆိုင်းတန်ပုံတန်တွေလွှမ်းမိုးထားတဲ့အချိန်မှာတော့စူဖရလက်ဟာကွတ်မြတ်ရေးစီစဉ်တွေကိုနောက်ွယ်ကနေစီမံခန့်ခွဲခဲ့တယ်လို့ဆိုပါတယ်ဒီနေရာမှာသင်ကန်းစာယူစရာကတော့ကောင်းဆောင်တစ်ယောက်ကစိတ်ထားကောင်းနေုံနဲ့မရပါဘူး decision making ရှိဖို့လည်းလိုပါတယ် ဒီဘောမင်းလို့ပြောညံ့တဲ့ခေါင်းဆောင်တယောက်ရှိနေတာဟာတိုင်းပြည်အတွက်တော့ရက်ဆက်တဲ့အာဏာရှင်ရှိနေတာတတောင်ပုံမဆိုးွားသွားနိုင်မှာ။ဘာလို့လဲဆိုရင်တော့သူ့ရဲ့ပြောညံ့မှုကိုခွင်ကောင်းယူပြီးတော့ဘီနာကမိဖုရားတွေအမတ်တွေတိုင်းပြည်ကိုစိတ်ကြိုက်ချဲလဲသွားကြလို့ပါပဲ။စုဖျားလက်ဟာဒီဘောမင်းကိုရမ်းချစ်ပါတယ်။ဒါပေမဲ့သူမရဲ့အချစ်ကအတ္တကြီးလွန်းတဲ့အချစ်ပါပဲ။မြမဘီရင်ရဲ့ထုံးစံရမိဖုရားပေါင်းများစွာထားရှိပဲ။ဒီဘောမင်းလက်ထက်မှာတော့စုဖျားလက်တယောက်တည်းကိုပဲထားခွင့်ရပါတယ်။ ဒါကကြည့်ရင်တော့ romanticism ပါလေ။ဒါပေမဲ့နိုင်ငံရေးအရကြည့်ရင်တော့ဒါဟာ isolation ဖြစ်အောင်ထီးကြံအောင်လုပ်ချင်းပါပဲ။သူ့ဘုရားလက်ဟာတီဘောမင်းကိုနန်းဆောင်ထဲမှာပဲထားတယ်။ပြင်ထွက်ခွင့်သိမ့်မပေးဘူး။ဘရင်ကြီးစီကိုတည်င်းရောက်ချင်းသူ့ဘုရားလက်ကိုအရင်ဖြတ်ကျော်သွားတယ်။အမတ်တွေကဘရင်ကိုရှောက်တည်ခြင်းတော့သူ့ဘုရားလက်ရဲ့မျက်နှာကိုအရင်ကြည့်နေရတယ်။ရလက်ကဘာဖြစ်သွားလဲဆိုရင်တော့တီဘောမင်းဟာတိုင်းပြည်ရဲ့အခြေအနေမှန်ကိုမသိတော့ပါဘူး။သူနားတဲ့ကိုဝင်လာသမျှတည်င်းစကားတွေဟာသူဘုရားလက်နဲ့သူမရဲ့အပေါင်းပါတွေက စစ်ထုတ်ပြီးသားသတင်းစကားတွေပဲဖြစ်နေပါတယ်။အင်္ဂလိပ်တွေကကျွန်တော်တို့ကိုကြောက်ကြပါတယ်။တိုင်းပြည်ကအေးချမ်းနေပါတယ်။ခေါင်းဆောင်တယောက်ကကိုပဝင်းချင်းမှာကိုပြောသမျှခေါင်းငိတ်နေတဲ့လူတွေနဲ့ပဲဝင်းရခံလိုက်ရပြီဆိုရင်တော့အဲ့ဒီခေါင်းဆောင်ဟာမျက်စိပိတ်နားပိတ်ပြီးကြောက်ထဲကြဖို့တေးကြသလောက်ပါပဲ။နန်းတွင်းမှာသူတို့တွေဇက်လန်းတွေရှုပ်နေကြပါပြီ။ပြည်သူတွေဘာဖြစ်နေလဲဆိုရင်တော့စီးပွားရေးကကြာဆုံးနေပါတယ်။အဲ့ဒီခေတ်ကစီးပွားရေးပေါ်လစီကရိုးရှင်းပါတယ်။ အခုဒီဘက်ခေတ်လိုပဲဘရင်ချမ်းသာရင်ပြီးရောပြည်သူတွေမွဲလေကောင်းလေဆိုတော့ policy ပါပဲကင်းဝင်မင်းကြီးတို့ပြင်သစ်အီတလီတို့ကိုသွားပြီးစက်မှုပညာတွေသိလာခဲ့ပေမဲ့မြန်မာပြည်ပြန်ရောက်တဲ့အခါမှာတော့ဒီဘောမင်းတို့မိသားစုရဲ့အလိုဆန္ဒအရထီယုံတွေဖွင့်ခဲ့ရပါအစိုးရကငွေလိုချင်တော့ပြည်သူတွေကိုအလုံးမလုံးပဲကန့်ဆန်းခြင်းစိဖြစ်အောင်မူးယစ်အောင်လုပ်ပါတယ်တိုင်းပြည်ရဲ့တယံဇာတတစ်တော်ကြောက်မြတ်ရတနာတွေကိုနိုင်ငံခြားကုမ္ပဏီတွေစီကိုထိုးအပ်ပြီးတော့ ရလာတဲ့အခွန်တွေကိုတိုင်းပြည်တိဆောက်ရေးမှာမတုံးမဲမိဖုရားကြီးရဲ့စိန်ပတိဘူနန်းရင်သုံးစိတ်ဒီမှာပဲဖြုံးတီးပြစ်လိုက်တာပါအာဏာရှင်တွေဟာပညာတတ်ပြီးချမ်းသာတဲ့ပြည်သူကိုကြောက်ကြပါတယ်ဒါကြောင့်သူတို့ကပြည်သူကိုအမြဲတမ်းဆင်းရဲခြင်းနဲ့ကြောက်ရွံ့ခြင်းအောက်မှာပိထားလိမ့်ရှိပါတယ်ဒါပေမဲ့သူတို့မသိတာကဆင်းရဲမွဲတည်တဲ့ပြည်သူတွေဟာတိုင်းပြည်တွေအားရင်မဖြစ်စေပဲတိုင်းပြည်တွေဝင်တော့ဝင်ဖို့ဖြစ်လာမယ်ဆိုတာပါပဲ1885ခုနှစ်အင်္ဂလိပ်တွေစစ်ကျင်ကြတဲ့အချိန်မှာ နန်းတွင်းမှာစီဝေးလောက်ပါတယ်တွေးကြုံရှိတဲ့ကင်းဝင်းမင်းကြီးကကျွန်တော်တို့စင်မတိုက်တဲ့မှာတန်တမန်နီးနဲ့ဖြည့်ရှင်းရအောင်လို့အကြံပြုပါတယ်ဒါပေမဲ့စူဖီးယားလက်ကကင်းဝင်းမင်းကြီးကိုတတ်တိမရှိတဲ့ယောက်ျားတယောက်ဖြစ်ဂုံတိတ်ခါကြာဆင်းရပြောဆိုချင်းွားခဲ့တယ်လို့ရာဇဝင်တွေကဆိုပါတယ်။ဒါဟာရဲရင်တာပဲလားဒါမှမဟုတ်မိုက်မဲတာပဲလား။ကပတ်အခြေအနေကိုနားမလည်ပဲကိုယ်အင်အားကိုအထင်ကြီးလွန်းနဲ့မောက်မှမူပါ။တိုင်းပြည်ကိုစစ်မီးတဲ့ကိုတွန်းပို့လိုက်ပါ ဒီဘောမင်းကတော့မိဖုရားရဲ့စကားကိုမလွန်ဆန်နိုင်ပဲစစ်တိုက်ဖို့မိပေးလိုက်ရပါဖျားလက်ကတော့14ရက်ပဲကြာပါတယ်အင်္ဂလိပ်စစ်သင်္ဘောတွေမန္တလေးစိတ်ကမ်းကိုရောက်လာတဲ့အထိသူတို့လှည့်စားထားတဲ့အောင်ဝဲရနေပါတယ်ဆိုတဲ့သတင်းတွေကိုပဲဘီရင်ကြီးကယုံကြည်နေခဲ့တော့ပါပဲစစ်သားတွေကလည်းငါတို့မိသားစုကိုငတ်ပြဲအောင်ထားတဲ့အာနာရှင်ယူတွေအတွက်ငါတို့အသက်မပေးနိုင်ဘူးဆိုပြီးတိုက်ခိုက်လို့စိတ်ကုန်ဆုံးနေကြပါပြီနိုဝင်ဘာ26ရက်နေ့ပါရမူတဲ့ညနေခင်းမှာတော့ ရွှေနန်းတော်ကြီးထဲမှာဆင်းလာတဲ့ဘရင်နဲ့မိဖုရားကိုအင်္ဂလိပ်စစ်သားတွေကဝန်းရံထားပါတယ်။အဲ့ဒီချိန်မှာတော့စုဖုရားလက်ဟာသူမရဲ့မာနကိုမလျှော့ခဲ့ပါဘူး။အင်္ဂလိပ်စစ်ဗိုလ်စလေတွေကိုမေးခွန်းတွေထုတ်နေတော့ပါပဲ။ဒါပေမဲ့လက်တွေဘွားကရက်ဆက်ပါတယ်။သူတို့ကိုတော်ဝင်ဆင်မြင်းတွေပေးမစည်းပါဘူး။တာမန်ပြည်သူတွေတောင်မစည်းတဲ့ကြက်တောင်စီနွားနှကောင်နဲ့လဲစုပ်ပေါ်တင်ပြီးခေါ်သွားတာပါ။ဒါဟာအင်္ဂလိပ်တွေကတမင်သက်သက်လုပ်ပြလိုက်တာ။ကြီးကြံစံမင်းတို့ကြောက်နေရတဲ့အာနာရှင်ဆိုတာ တကယ်တော့ဘာမှမဟုတ်ဘူးဆိုတဲ့သတင်းစကားပါဒီဘောမင်းရဲ့မျက်နာမှာတော့ကြောက်ရွံ့မှုရှက်ရွံ့မှုနဲ့လောင်နာတွေပြည့်နေပါသူတွေးမိမှာပါငါသာမိဖုရားရဲ့လွှမ်းမိုးမှုအောက်ကယုံထွက်နိုင်ငယ်ငါသာပြည်သူတွေရဲ့အတန်ကိုနားထောင်ငယ်ဒါပေမဲ့တမိုင်းမှာတကယ်လွန်များဆိုတာမရှိပါဘူးဘိတ်ဆွေဒီဘောမင်းနဲ့စုဖုရားလက်တို့ရဲ့ဇလန်းဟာဝမ်းနေစရာတမိုင်းတစ်ခုတတ်တတ်မဟုတ်ပါဘူးဒါဟာခေတ်အဆက်ဆက်နိုင်ငံတည်တည်မှဖြစ်ပျက်နေတဲ့နိုင်ငံရေးတင်ကန်းစာတစ်ခုပါဘိတ်ဆွေစဉ်းစားကြည့်ပါ ။တယောက်တည်းတစ်ဖွဲ့တည်းကအာနာကိုချုပ်ကင်ထိုင်းအဲ့ဒီလူမှားတာနဲ့တိုင်းပြည်တစ်ခုလုံးပျက်စီးသွားတတ်ပါတယ်။တိုင်းပြည်ရေးမှာမိသားစုတွေပုံကိုရေးခန်းစားချက်တွေရောထွေးလိုက်ရင်လည်းဆုံးဖြတ်ချက်တွေမှားရင်သွားတတ်ပါတယ်။ခေါင်းဆောင်ဆိုတာကောင်းတဲ့ဆိုရုံနဲ့မရပါဘူး။စွမ်းဆောင်ရည်နဲ့ပြတ်သားမှုတွေရှိဖို့လိုပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်မှာရုပ်သေးရုပ်ခေါင်းဆောင်တွေမပေါ်ပါဖို့နောက်ွယ်ကကြိုးကင်သူတွေမရှိဖို့ပြည်သူအ탄ကိုနားထောင်တဲ့စစ်မှန်တဲ့စနစ်ကိုတည်ဆောက်ဖို့ဒီသမိုင်းကတတိပေးနေတာပါ။ မိတ်ဆွေရောစုဖရားလက်ကိုဘယ်လိုမြင်ပါလဲတိုင်းပြည်ဖြတ်တဲ့လူလိုမြင်လားဒါမှမဟုတ်ရင်မျိုးချစ်တဲ့လူတယောက်လိုထင်မြင်ပါလားအာနာရှင်စနစ်ခြုံငိမ့်မှုဘာတွေလိုအပ်တယ်လို့ထင်ပါလဲကွန်မန့်မှာလွတ်လပ်စွာဆွေးနွေးပေးသွားကြပါဦးတွေးမြင်တဲ့တွေမှန်တရားတွေကိုဆက်လက်ဖွင့်ချပေးသွားမယ် knowledge ချင်းရှင်ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ